ျွန်တော်တို့ရဲ့ဂျက်ရှွာဘန်နဲ့ဘရာဇီးဖိုက်တာဘရူနိုစီဘာရဲ့ထူပွဲကြီးကတော့ရောက်ရှိလို့လာပါပြီ။နှစ်ယောက်စလုံးကပွဲမစခင် နိုင်ပိုင်းလိုမှအလဲထူပြမယ်ကြီးပဲပြောနေကြပြီဖြစ်ပါလေ။ဘရူနိုစီဘာဟာအသက်35နှစ်အရွယ်ရှိပြီဆိုပေမဲ့ပါဝါပိုင်းမှာတော့တတော်ကောင်းတဲ့ဖိုက်တာပါ။တကယ်လို့သာဒီပွဲမှာသူနိုင်မယ်ဆိုရင်နှစ်ချီအတွင်းမှာအလဲထိုးနေနိုင်လိမ့်မယ်။ဒါကလေသူ့ရဲ့ခွင့်ရည်ပဲ နှစ်ချီကျော်လာရင်တော့ဒေချာရီဘရူနိုဆေးဗားကတက်လုံကြလာလိမ့်မယ်ဘရူနိုဆေးဗားကတော့ဒီပွဲမှာဂျက်ရှွာဘန်ကိုနှစ်ချီအတွင်းမှာနိုင်ဖို့ဂိမ်းပလန်ကိုဆွဲထားတယ်တဲ့အားလုံးအားလုံးကဒီပွဲမှာတက်လူဖြစ်တဲ့ကျွန်တော်ရဲ့ဂျက်ရှွာဘန်ကိုနိုင်မယ်လို့ခံမှန်းထားကြပါမယ်လေဘရူနိုဆေးဗားကလုံးဝလက်မလျှော့ပါဘူးဂျက်ရှွာဘန်ကအသက်က 23နှစ်ပဲရှိသေးပါမယ်တဲ့တကယ်မှာတဲ့ fighter ပါလို့ Bruno Silva ကချီးကျူးသွားပြီးတော့ boxing လည်းတော်တော်ကောင်းတယ်တဲ့ကြမ်းခိုင်မှုလည်းကောင်းပါတယ်တဲ့ဒါပေမဲ့ကျွန်တော်နဲ့တွေ့ရင်တော့သူလဲချလိမ့်မယ်ဆိုပြီးတော့ပွဲမစခင်လေးမှာပဲလေကြီးသွားခဲ့တာပဲဖြစ်ပါရယ် Joshua Bang ကလည်းအပြတ်ပါပဲအခုအားလုံးကပြောနေကြတာ Bruno Silva ကသူ့အတွက်အထွေကြုံမှာပူတာရယ်ပေါ့လीဒီပွဲမှာအထွေအကြုံကဒီပွဲကိုဆုံးဖြတ်ပြီးမှမဟုတ်ဘူးဆိုပြီးတော့ပြန်လဲပြီးတော့ ကျွန်တော်တို့ချိရတဲ့ဂျက်ရှွာဘန်ကပြန်လဲလေတိုက်လိုက်တာကိုတွေ့ရပါတယ်ဒီပွဲမှာကျွန်တော်တို့အမြင်အားကြည့်မယ်ဆိုရင်ဂျက်ရှွာဘန်ကတက်လူပါနိုင်ဖို့နိုင်ဖို့တည်ချပါတယ်ကျွန်တော်လေးယုံကြည်ပါတယ်ဂျက်ရှွာဘန်မှာတခုပဲလိုအပ်ပါတယ်အဲ့ဒါကတော့ပါဝါပိုင်းမှာကျွန်တော်ဂျက်ရှွာဘန်ဟာအမြဲတမ်းပဲသူ့ရဲ့ပွဲတွေကို decision နဲ့ပဲနိုင်လာတာဖြစ်တယ် TKO နဲ့တတော်လေးကိုရှားပါတယ်ယက်စီမာနိုင်လာခဲ့သမျှမာတပွဲပဲအလဲထိုးနဲ့နိုင်ခဲ့ဘူးတာဖြစ်တဲ့အတွက်ဂျက်ရှွာဘန်အနေနဲ့သူ့အနေနဲ့ပါဝါပိုင်းကိုအားပြဖို့လိုတာပါ ေးတခါကျတော့အခုဘရူနိုဆေးဘာကသူ့ရဲ့တဘွားသျှောင်းလုံးငရေစင်ခါမှာဒါ ground fight ဖြစ်တယ် BJJ ပဲကစားလာတာဖြစ်တယ်ဆိုတော့ဒီနောက်ပွဲမှာ striking ကစားရည်ဆိုပေမဲ့ဒီပွဲမှာဒုတိယ game plan အနေနဲ့ဘရူနိုဆေးဘာက ground fight ဘိုင် BJJ ဘိုင်ပါလာနိုင်ပါတယ်နော် ဝင်လုံးနိုင်ပါတယ်ဆိုတော့သတိထားမှရမယ် blue ဖြစ်ဖြစ်ပါကျွန်တော်ရဲ့ Joshua ဘန်ကတော့ Bruno Silva တာတကယ်လို့ကိုယ်အတွက်မှာပတ်မပြေဘူးဆိုရင်ဒုတိယအချီမှာအလေးထိုးမိတယ်နော် ဒီခါတော့အလဲထိုးကိုထိုးပြအောင်လုပ်မယ်တဲ့ဆိုတော့အလဲထိုးပြနိုင်မယ်လို့ယုံကြည်တယ်ပေါဝါပိုင်းအားဖြည့်ထားပြီလို့ယုံကြည်တယ်အလဲထိုးပြလိုက်ပါဂျော့ရှွာပိုင်း